Thank you. မင်္ဂလာပါရှင်မန္တလေးခေတ်တက်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်မန္တလေးတိုင်းတွင်ရှိပါကျုပ်စရာတော်လူတန်းထားတဲ့မြစ်တာနန္ဒဆေးရုံကိုစစ်ကောင်စီပုံကျဲလို့ကလေးမီးဖွာပြီးစာမိခင်တိတ်ဆုံးပြီးဆနဥဒဏ်ရာရတဲ့အကြောင်းတင်ဆက်ပေးပါမယ်မန္တလေးတိုင်းမတရားမျိုးနယ်နဲ့စင်ကူးမျိုးနယ်အဆက်ရှိဆေးရုံတရုံကိုစစ်ကောင်စီကပုံကျဲတိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်ရကန်းစင်တောင်ကျေးရွာနီးရှိပါကျုပ်စရာတော်ဘုရားကြီးဆောက်လုပ်လူတန်းထားတဲ့မြစ်တာနန္ဒဆေးရုံကိုမနေ့ကဇွန်လ22ရက်နေ့ည7:00နာရီခန့်မှာစစ်ကောင်စီကပုံကျဲတိုက်ခိုက်ခဲ့ရာမီးဖွာပြီးစာအမျိုးသမီး ငယ်တအုပ်တင်ဆောင်ပြီးဆန္ဒဦးထင်ရရရှိခဲ့ကြောင်းပြည်ဦးလွင်ခရိုင်ပကဖကသတင်းထုတ်ပြန်ပါတယ်။ဒေသခံတွေအများဆုံးဆေးလာကူနေတာ PDF တွေကိုကူတဲ့ဆေးရုံလို့သတင်းလွှင့်ထားသလိုမဟုတ်ပါဘူး။ပါကျုပ်စီရတော်ဖျားကြီးဆောင်းလုံးလူထမ်းထားတဲ့ဆေးရုံမှာတန်ကရီလည်းအများဆုံးလာရောက်ကူတာပါတယ်လို့စင့်ကူဒေသခံတအုပ်ကပြောပါတယ်။စစ်ကောင်စီကစင်းရုံကို Jet Fighter နဲ့ပေါင်300ပုံတိနှလုံးချင်းချတိုက်ခိုက်ခဲ့တဲ့အတွက်ဆယ်တော်လမ်းခွဲကြီးရွာမှာလာရောက်မိဖွားတဲ့အသက်30ရွယ်မျိုးသမီးတအူးတင်းဆုံးသွားခဲ့ကြောင်းသိရပါဗျ။ တည်ဆုံးသွားတဲ့အမျိုးသမီးမှာနှစ်ရက်သားရွယ်ကလေးငယ်တအုပ်ကြာရှိကြောင်းသိရပြီးဒဏ်ရာရသူများထဲမှာအမျိုးသမီးငယ်တအုပ်ကလည်းအသက်အန္တရာယ်စိုးရိမ်ရတဲ့အခြေအနေမှာရှိကြောင်းသိရပါတယ်စစ်ကောင်စီရဲ့ပုံကျဲတိုက်ခိုက်မှုကြောင့်စစ်ရင်ဝင်အတွင်မှာတားဖွားမိရဲ့အဆောင်ပါဝင်အဆောင်အုံသုံးလုံးပျက်စီးခဲ့ကြောင်းသိရပါတယ်အဆိုပါစစ်ရင်ကစင်ကူမတရားတပိတ်ချင်းမျိုးနယ်များရှိဒေသခံပြည်သူများနဲ့တန်ကားတော်များကိုအဓိကထားကုသပေးနေတဲ့စစ်ရင်တစ်ခုဖြစ်ပါတယ်နောက်ထပ်စစ်ကောင်စီကကြောက်ဖြူတိုက်ပွဲအတွင်းထွက်ပြေးတဲ့စစ်ကောင်စီတပ်သားတွေကိုအင်အားလုံးရင်းနဲ့ရှာဖွေဖမ်းဆီးနေကြောင်းတင်ဆက်ပေးပါမယ်ရခိုင် ုင်ပြည်နယ်ကြဖြူမြို့နယ်ရှိအမှတ်3စနေရဲတိုင်ရင်ဒီမှာတိုက်ပွဲများပြင်းထန်နေပြီးစစ်ကောင်စီတပ်သားများနေစဉ်ထွက်ပြေးလျက်ရှိကြောင်းသိရပါတယ်စစ်ကောင်စီကပြီးခဲ့တဲ့ဇွန်လ21ရက်ညပိုင်းမှာကြဖြူမြို့ပေါ်ရက်ကွက်တီဖြစ်တဲ့တိုးချင်းနယ်ကလဘာတောင်ရက်ကွက်တို့မှာစစ်မတိုက်လို့လို့ထွက်ပြေးကပုံအောင်နေတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်ကိုအင်အားလုံးညင်းနဲ့ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်းသိရပါတယ် စစ်တပ်ဘက်ကတိုက်စုံမှုများနေလို့တပ်သားတွေစုဖွဲ့ပြီးထွက်ပြေးနေကြတာရှက်ကွက်တီးတဲ့ဝင်ပုံးလိုလက်ခံနေအင်းရှင်ကိုပါဖမ်းနေလို့သိရတယ်လို့ကြောက်ပြူဒေသခံတောင်ကပြောပါရင်စစ်ကောင်စီက၎င်းတို့စစ်တပ်မှထွက်ပြေးလာတဲ့တပ်ဖွဲ့ဝင်တွေကိုလက်ခံထားတဲ့အင်းရှင်ကိုပါဖမ်းဆီးသွားကြောင်းဒေသတွင်သတင်းရင်းမြစ်တွေစီကသိရပါတယ်။ကြောက်ပြူမြို့နယ်မှာစစ်ကောင်စီတပ်ဖွဲ့ဝင်များထိခိုက်တိုက်စုံမှုရှိပြီးစစ်ကြောင်းလိုက်လက်နက်ချအညံ့ခံသူတွေလည်းများပြားပါတယ်။စစ်ကောင်စီတပ်ရဲ့အရာရှိပိုင်းမှစစ်ကြောင်းမှုဒုတိယတန်ရင်မှုတွေပါမကျန်တိုက်စုံနေကြတဲ့အတွက်အောက်ခြေစစ်သားတွေကစစ်တိုက်လို့စိတ်မရှိတော့ဘဲအစုလိုက်ဖွဲ့လိုက်တပ်တွင်မှ မှာထွက်ပြေးနေကြကြောင်းလည်းသိရပါဗျ။ဇွန်လဒုတိယဘက်တွင်မှစစ်ကောင်စီကစစ်ကူလွှတ်လိုက်တဲ့အင်အားတရာပါစစ်ကြောင်းမှလည်းကြောက်ဖြူရှည်တန်းတွင်ပျောက်ဆုံးနေကြောင်းတတင်းအရင်းမြစ်တွေစီကသိရပါဗျ။နောက်ထပ်တဲ့ပုံအနေနဲ့အနေကန်တိုက်ပွဲကစစ်ကောင်စီတပ်သား42ဦးကို CDF အရှုဖမ်းဆီးထားတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ရခိုင်နယ်မကွေတိုင်းစစ်သွေးထားတဲ့ Ambran Land ပေါ်ရှိနေကန်လီချောင်းရံကကွယ်တပ်စခန်းကြီးတိုက်ပွဲအတွင်းစစ်ကောင်စီတပ်သား42ဦးကိုချင်းကကွယ်တပ်အရှု CDF အရှုကတိုက်ခိုက်ဖမ်းဆီးထားပါတယ်။ နိုင်ရီကန်လီချောင်းရံကကွေတက်စကန်းကြီးကို CDF အရှိုပါဝင်အရခတက်တော်၏ပူပေါင်းတပ်ဖွဲ့တွေကတိုက်ခိုက်နေကြပြီးစစ်ကောင်စီတပ်သားတွေကိုဖမ်းဆီးထားကြောင်း CDF အရှိုထုတ်ပြန်ချက်တွေရသိရပါတယ်။အဆိုပါတိုက်ခိုက်မှုကြောင့်စစ်ကောင်စီဘက်မှစစ်ကူများပေးပို့နေတယ်လို့ကစင်ကလေးရထွက်ပြေးနေတဲ့စစ်ကောင်စီတပ်သားများရှိတဲ့အတွက်၎င်းတို့ကို CDF အရှိုတပ်ကဖျက်တောက်တိုက်ခိုက်မှုတွေပြုလုပ်နေပါတယ်။ CDF အရှိုရဲ့ဖျက်တောက်တိုက်ခိုက်မှုတွေကြောင့်ဇွန်လ၄ရက်မှ20ရက်နေ့အထိစစ်ကောင်စီတပ်သား50တုပ်ကိုအရှင်ဖမ်းဆီးထားပြီးတအုပ်ကိုရှင်းလင်းနိုင်ခဲ့တယ်လို့ CDF အရှိုရထုတ်ပြန်ထား ပါတယ်စောလာလီယန်နီကနိုင်ရီကန်လီချောင်းရံကာကွယ်တပ်စခန်းကြီးမှထွက်ပြေးလာတဲ့စစ်ကောင်စီတပ်သားစစ်မှုထမ်းတောင်းကိုစီဒီအက်အရှုကဖမ်းဆီးပြီးလက်နက်၃လက်နှင့်ခရမ်းများလဲတင်ဆက်ရမိခဲ့ပါတယ်။ ဆက်လက်ပြီး CDF အရှိုကဇွန်လ10ရက်မှစနေနေ့ထီ9ရက်တာတွင်နိုင်ငံကန်လီချောင်းရံကာကွယ်တပ်စခန်းကြီးအနီးမီတာ1500ပတ်လည်မှနေမြင့်ရှင်းလင်းလုံနေစဉ်စစ်ကောင်စီတပ်သား23ဦးကိုဖမ်းဆီးရရှိခဲ့ပါတယ်။၎င်းတို့နဲ့အတူလက်နက်၈ခုနဲ့ခဲယမ်းချို့ကိုတင်ဆက်ရမိကြောင်းနဲ့၎င်းတို့မှစစ်ကောင်စီကအတင်းအဓမ္မခေါ်ယူထားတဲ့စစ်မှုရန်တပ်သားများဖြစ်ကြောင်းချင်းကာကွယ်တပ်အရှို CDF အရှိုကပြောပါတယ်။နောက်ထပ်ဇွန်လ10ရက်နေ့မှ14ရက်ထီ3ရက်တွင် CDF အရှိုကနေမြင့်ကန်လီချောင်းရံကာကွယ်တပ်စခန်းကြီးရဲ့လမ်းဟောင်းကိုနေမြင့်ရှင်းလင်းဖြတ်တောက် မှုပြုလုပ်စဉ်ထွက်ပြေးလာတဲ့စစ်ကောင်စီတပ်သား14ဦးကိုဖမ်းဆီးရမိခဲ့ပါတယ်။၎င်းတို့ကိုဖမ်းဆီးရမိစဉ်လက်နက်9လက်နဲ့ခရမ်းချုပ်ကိုလည်းတင်ဆက်ရမိပြီဖြစ်ကြောင်း CDF အရှူကဆိုပါတယ်။တအပြင်းစွန်လ20ရက်မနက်ပိုင်းကလည်း CDF အရှူတပ်ကပူပေါင်းတပ်ဖွဲ့များနဲ့နိုင်ရီကန်နေချောင်းရံကာကွယ်တပ်စခန်းကြီးရဲ့ကာကင်စခန်းဖြစ်တဲ့မဖဲမြို့နယ်ခွန်စုကျေးရွာလမ်းကွဲမှာတက်ဆွဲထားတဲ့စစ်ကောင်စီတပ်စခန်းကိုဝင်းရောက်စီးနှင်တိုက်ခိုက်ခဲ့ရာစစ်ကောင်စီတပ်သားတအုပ်တီဆောင်သွားပြီးတအုပ်ကိုအရှင်ဖမ်းဆီးရမိခဲ့တယ်လို့ဆိုပါတယ်။အဲ့ဒီတိုက်ပွဲမှာ15မိနစ်ခန့်ကြာမြင့်ခဲ့ပြီးလက်နက်ခဲယမ်း များကိုတင်ဆက်ရမိခဲ့ကြောင်းနဲ့စစ်ကောင်စီတပ်သားအများပြားမှလည်းထွက်ပြေးသွားတယ်လို့ CDF အရှုကဇွန်လ22ရက်မှာထုတ်ပြန်ထားပါတယ်။ ငဖဲမြို့နယ်ခွန်စုချင်းရွာလမ်းခွဲမှာတပ်ဆွဲထားတဲ့စစ်ကောင်စီတပ်စခန်းကိုဝင်ရောက်စီးနှင်တိုက်ခိုက်ရာ CDF အရှိုဘတ်မှလည်းတပ်ဖွဲ့ဝင်တအုပ်မစိုးရင်ရတဲ့ဒဏ်ရာရရှိသွားကြောင်းသိရပါဗျ။နိုင်ရီကန်လီချောင်းရံကာခွေတပ်စခန်းကြီးမှာတာဝန်ထမ်းဆောင်နေတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေနဲ့တော်လိုင်းတပ်ဖွဲ့များနဲ့ဆက်သွယ်ပူးပေါင်းပြီးအမြန်ဆုံးအလင်းဝင်ကြဖို့ချင်းကာခွေတပ်အရှိုကတိုက်တွန်းထားပါဗျ။နိုင်ရီကန်လီချောင်းရံကာဝေးတပ်စခန်းကြီးနဲ့မီတာနှစ်ထောင်ခန့်သာဝေးကွာတဲ့နိုင်ရီကန်ရကကင်းစခန်းတာဝရိုင်းစခန်းကုန်းကိုအရကတက်တော်အီပူးပေါင်းတပ်ဖွဲ့က ွန်လ၄ရက်နေ့မှာတိုက်ခိုက်သိမ်းပိုက်ထားကြောင်းစစ်ရေးတရင်ရင်းမြစ်တွေကအတည်ပြုထားပါတယ်။နိုင်ရင်ကန်လေကြောင်းရံကောင်ကြီးတက်စကန်ကြီးကိုစစ်ကောင်စီနေနဲ့လက်လွတ်ဆုံးရှုံးရရင်အေးသိမ်းပိုက်ထားတဲ့အမ်းမျိုးကိုပြန်လဲချီတက်မဲ့လမ်းပေါက်ပိတ်သွားမှာဖြစ်တယ်လို့ဗရန်တက်နယ်အတွက်လည်းချင်းချောက်မှုတစ်ခုဖြစ်မယ်လို့စီဒီအန်ပူကြီးစင်ရောကတရင်ဌာနကိုပြောပါတယ်။စစ်ကောင်စီကနိုင်ရင်ကန်စကန်ကိုလက်မလွတ်ရင်ဘူးနိုင်ရင်ကန်စကန်ကိုလက်လွတ်လိုက်ပြီးဆိုရင်အမ်းကိုသွားမဲ့တကားပေါက်လုံးဝပိတ်သွားပြီးမရတော့ဘူးအဲ့ဒါအပြင် ပရန်တန်နယ်ကိုပါနိုင်ရီကန်ကနေပြန်ပြီးတော့တိုက်ခိုက်မှုတွေလုံလာနိုင်တဲ့ပသိမ်မုံရွာလန်းကိုလည်းစိုးမိုးလာနိုင်တယ်။စိုးမိုးထားနိုင်ပြီးတော့စစ်မျက်နှာစာဆိုရင်မင်းဘူးမျိုးနဲ့တည်ရမျိုးနဲ့ဟိုဘက်ကအထက်မင်းလာမျိုးနဲ့စေတုတ်တရာမျိုးနဲ့ဒီစစ်မျက်နှာစာဖွင့်လို့ရှာသွားမယ်အနိထားမျိုးပေါ့နော်။တော်လိုင်းတက်တွေကနိုင်ရီကန်ကိုရှာလိုက်ပြီးဆိုရင်ဗရန်တန်ရဲ့အတွက်လည်းကောင်းကောင်းမနေရတော့ဘူးဒီရေကန်သာလည်းလွတ်လိုက်ရပြီဆိုရင်ပေါ့လေလို့ပြောပါရတယ်။ အေဘူပေါင်းတက်ဖွဲ့ထိုးစစ်ဆင်တိုက်ခိုက်နေတယ်။နိုင်ရင်ကန်လေချောင်းရဲ့ကာကွယ်တပ်စခန်းကြီးကိုစစ်ကောင်စီကဗရန်တက်နေရှိအမြောက်စခန်းကုတ်ကဲမှုဌာနချုပ်အမတ်ကိုရမငါးမလက်နက်အင်အားလူအင်အားနဲ့ရှိခါများအတိကဖြစ်ပြီးနေကြောင်းစစ်ရေးတရင်ရင်းမြစ်တွေကဆိုပါတယ်။အေပါဝင်ညီနောင်မဟာမိတ်တောင်းဖွဲ့နဲ့စစ်ကောင်စီတို့ကငလင်းအကြောင်းပြချက်နဲ့အပြစ်ခတ်ရစေကြောင်းထုတ်ပြန်ထားတော်လဲနှစ်ဖက်စလုံးကမြေပြင်မှာထိတွေ့တိုင်ပွဲတွေရှိနေကြတာပါ။စစ်ကောင်စီဘက်မှလေချောင်းတက်ခိုက်မှုတွေနဲ့ထိုးစစ်ဆင်တိုက်ခိုက်မှုတွေရှိနေတယ်လို့တော်လိုင်းတက်ဖွဲ့တွေရှိရာကိုစစ်ကောင်စီလေချောင်းရောက်ရှိလာပြီးတော်လိုင်းတက် ဖွဲ့တွေကတံပြန်ထိုးစစ်တိုက်ခိုက်မှုတွေလည်းရှိနေကြတယ်လို့သတင်းမှဖော်ပြထားပါတယ်။ဆလဘီ NUG CRPH နဲ့ NLD ကောင်းဆောင်များတတိရှိပါကပြည်တွင်းမှာ ပြန်နေဖို့စစ်ကောင်စီထောက်ခံသူဒေါ်စန္နာမင်းစိန်ခေါ်တဲ့ကြောင်းတင်ဆက်ပြီးပါမယ်။ NUG CRPH နဲ့ NLD ကောင်းဆောင်များတတိရှိပါကပြည်တွင်းမှာစစ်ကောင်စီနဲ့ဆက်ဆိုင်ကောင်းမှုနေသူတအုပ်ဖြစ်တဲ့ဒေါ်စန္နာမင်းကစစ်တပ်လော်ဘီတရင်တောင်ကြော်မျိုးမင်းနဲ့အင်တာဗျူးစီစဉ်မှာထည့်သွင်းပြောကြားခဲ့ပါတယ်။ဒေါ်စန္နာမင်းနဲ့ကြော်မျိုးမင်းအင်တာဗျူးအစီအစဉ်ကို BB Channel News က ဇွန်လ23ရက်နေ့မှာ ပြသခဲ့ပါတယ်လက်ရှိ NUG CRPH နဲ့ NLD ပါတီဝင်အချုပ်ရဲ့လှုပ်ဆောင်ချက်တွေကမှားယွင်းတဲ့လှုပ်ဆောင်ချက်တွေဖြစ်ပြီးဒေါအောင်ဆန်းစုကြည်နဲ့မျက်နှာချင်းဆိုင်ပြောကြားရေးပါသလားလို့ဒေါ်စန္နာမင်းကဆိုပါတယ်ဒေါအောင်ဆန်းစုကြည်ဆိုတာအသက်ရှင်လျက်နဲ့သူ့ဝင်ကိုပြန်ရောက်အောင်မှကျမအမားပြောရင်သူနဲ့မျက်နှာချင်းဘလို့ပြန်ဆိုင်မလဲဒီလိုအမားတွေလုပ်တဲ့သူကတတိရှိရင်ပြည်တွင်းမှာပြန်နေပြီးတော့မျက်နှာချင်းဆိုင်လိုက်ပါလို့ကျမကပြောချင်တာပေါ့ AD 19ရက်မှာလူလူကောင်းဆောင်ဒေါအောင်ဆန်းစုကြည်ရဲ့တရားရုံးထွက်ဆိုချက်လို့ဆိုပြီးစစ်ကောင်စီဝါရဖြတ် Telegram Channel မှာစာရီးထုတ်ပေါ်ပြသခဲ့ပါတယ်။ အဲဒီစာရီမှာဒေါအောင်ဆန်းစုကြည်က NUG CRPH နဲ့ PDF တွေကိုသိရှိခြင်းမရှိကြောင်းထပ်ဆိုထားတယ်လို့ဖော်ပြပါတယ်။ဒီစာကအစ်စ်ပါအမှုတွေပြီးသွားတဲ့အချိန်မှာဒါရီကိုထုတ်လို့ရတယ်။ရှင်နေတွေလက်ထက်ကရတာဖြစ်တဲ့အတွက်အမှတ်မတင်လိုင်းပေါ်မှာတွေ့လိုက်ရတာဖြစ်တဲ့အတွက်ဒါကအစ်စ်လို့ကျမပြောနိုင်တယ်လို့ဒေါ်ဆန္နာမင်းကဆိုပါတယ်။အခုလို့ဒေါအောင်ဆန်းစုကြည်ရဲ့မတရားရုံးထွက်ဆိုချက်ကိုစစ်ကောင်စီဘက်ကထုတ်ပြန်လာမှုနဲ့ဒေါ်ဆန္နာမင်းကလည်းစစ်ကောင်စီဝါရဖြန့်သတင်းတွေကိုတင်ဆက်ပေးနေတဲ့ကြော်မျိုးမင်းရဲ့အင်တာဗျူးတစ်ခုပြုလုပ်ခါဖြေကြားချက်တွေကဝါရမြိုင်းတစ်ခုမှသာဖြစ်ကြောင်း Committee Representing ရန်ကုန်လွှတ်တော် CRYH ဥက္ကဋ္ဌဦးတင်လွင်ကပြောပါရယ်စစ်တပ်အာဏာသိမ်းပြီးနောက်တနိုင်ငံလုံး CDM ပြုလုပ်ရန်ကိုလည်းဒေါအောင်ဆန်းစုကြည်ကပြောကြားမှုမရှိနိုင်ကြောင်းစစ်ကောင်စီအာဏာသိမ်းမှုကိုဆန္ဒထုတ်ပေါ်ရန်ပြောနိုင်ခဲ့ကြောင်းဒေါ်ဆန္ဒမင်းကဆိုပါရယ်ဒါအပြင်ပြည်ပကိုတင်းရှောင်သွားတဲ့ NLD လွှတ်တော်ကိုစလဲတွေကအနည်းစုသာဖြစ်ပြီးအများစုကပြည်တွင်းမှာသာရှိကြောင်းပြည်တွင်းမှာရှိနေတဲ့လွှတ်တော်ကိုစလဲတွေကလည်း၎င်းကိုလာရောက်ဆက်သွယ်မှုတွေရှိရလို့ဒေါ်ဆန္ဒမင်းကပြောပါရယ်သူလိုက်စည်းရုံးခဲ့တာဟုတ်တယ်ကျွန်တော်တို့ပါတီဆက်လက်လက်ပတ် ိုင်ဖို့အတွက်ဆိုပြီးလာရောက်စီယုံတည်တယ်။ပြည်တွင်းမှာရှိနေတဲ့ကိုယ်စားလှယ်တွေကိုလည်းလိုက်စီယုံတယ်။ပြည်တွင်းမှာအကြောင်းမျိုးမျိုးကြောင့်နေနေရတဲ့လွှတ်တော်ကိုယ်စားလှယ်တွေရှိပေမဲ့ဒေါ်စန္နာမင်းလိုမဟုတ်ပဲအေးစေးနေကြတာသူပြောသလိုသာဆို CRPH ကပတ်လို့လည်းပတ်လို့ရမလဲ။ရခိုင်ပြည်နယ်ကလွဲလို့ကျန်တဲ့ကိုယ်စားလှယ်များစုက CRPH မှာပါတယ်လို့ဦးတင်ဝင်းကရှင်းပြပါရတယ်။ဒေါ်စန္နာမင်းရဲ့ကြော်မျိုးမင်းရဲ့တွေ့ဆုံဆွေးနွေးရတဲ့အင်တာဗျူးကစစ်ကောင်စီရွေးကောက်ပွဲပြုလုပ်နိုင်ဖို့အတွက်ရည်ရွယ်ပြီးပြုလုပ်တဲ့ဝါရားဖြန့်ခြင်းတစ်ခုသာဖြစ်တယ်လို့နိုင်ငံရေးသုံးသပ်သူတွေကထောက်ပြပါရတယ်။အဖွဲ့ချုပ်ဥက္ကဋ္ဌထွန်းဆန်းစုကြည်ပေါ်မမမကန်တတိထွတ်ဆို ုံမှုနဲ့ပြည်သူ့ဆန္ဒကိုကြောက်ကန်ပြီးပါတီမူဝါဒကိုစတင်ခဲ့တဲ့သူလို့ဆိုပြီးရန်ကုန်တိုင်းဝန်ကြီးချုပ်ဟောင်းဦးဖြိုးမင်းသိန်းတော်ဆန္ဒမင်းပါဝင်လေးဦးကိုပါတီမှထုတ်ပြန်ကြောင်းမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က2023ခုနှစ်မတ်လ3ရက်မှာထုတ်ပြန်ခဲ့တယ်လို့သတင်းမှဖော်ပြပါရှိပါရရှင်။